မန်ချစ်စတာမှာမျော်လင့်ချက်မဲ့ခဲ့သူတူဘရိုင်းနမြလောင်းဝဲမိန်လာပါဗျာမန်ချစ်စတာဖောဆုံကနေအားလုံးကိုပြန်လေးကြိုလိုက်ပါရင်မန်ချစ်စတာနိုင်တက်အသင်းရဲ့တောင်းပန်ကစားသမားအန်တိုနီကသူဟာမန်ချစ်စတာနိုင်တက်မှာအောက်ခြေထိတိုင်းတွင်းဆုံးကျသွားတဲ့အထိဆိုးရွားခဲ့ပေမဲ့ဘရာဇီးလေဝင်းစင်အသင်းကိုအောင်မြင်မြင်ပြန်လာနိုင်ခဲ့တာအယံဝမ်းသာမိကြောင်းပရိသတ်ကိုယင်ဖွင့်လာခဲ့ပါရင် အန်တိုနီယာ2022ခုနှစ်နေရာစီမှာမန်ချက်စတာယူနိုက်တက်ကိုပေါင်85တန်းနဲ့အပြောင်းအရွှေ့ဖြင့်ရောက်ရှိလာခဲ့ပါတယ်။အန်တိုနီနဲ့အိုင်းအမ်မှာတွေ့ဆုံခဲ့တဲ့ဆရာဟောင်းအဲရစ်တန်ကအော်ရန်ဖို့မှာပြန်လည်ဆုံစည်းရအောင်ခေါ်ယူခဲ့တာပါ။အန်တိုနီယာပရီးမီးယားလိကိုရောက်ခါစားမှာဂိုးတွေသွင်းပြခဲ့ပြီးအစာကောင်းကောင်းနဲ့ဟုတ်မလို့လို့ဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအချိန်တွေကကွင်းတွင်ကွင်းပြင်ကိစ္စတွေမှာလှိမ့်လှိမ့်မြန်မြန်ပဲထိခိုက်လာခဲ့ပါတယ်။ အန်တိုကလည်းလူမှုရေးပြဿနာတွေပါရှုပ်ထွေးလာခဲ့ပြီးခြေစွမ်းပြနိုင်တော့ပဲအရန်ခုံမောက်ရောက်သွားခဲ့ပါတယ်။အန်တိုက United အတွက်66ပွဲပေါင်ကစားထားရမှာဆန်နဂိုပဲသွင်းယူပေးနိုင်ခဲ့ပြီးနောက်ဆုံးမှာတော့2025ခုနှစ်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာလာလီဂါအသင်း Real Betis ကိုအငှားထွက်ကစားခဲ့ရပါတယ်။စပိန်ပြည်မှာသူ့ကိုယ်သူပြန်လည်ရှာဖွေနိုင်ခဲ့တဲ့အန်တိုနီယာ Betis အတွက်ကိုကိုသွင်းယူပေးခဲ့သလိုဖန်တီးမှုတွေလည်းအများကြီးပြုလုပ်နိုင်ခဲ့ပါတယ်။ Betis ကလည်း Conference League မှာ Final ထိတက်ရောက်နိုင်ခဲ့ပါတယ်။ဒီလိုဆွမ်းဆောင်ရင်ကြောင့် Brazil နီးပြားတဲ့ Carlo Ancelotti ကအန်တိုနီကိုလည်းရင်းစင်အသင်းအတွက်ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ အသက်25နှစ်အရွယ်ကစားသမားအန်တိုနီဟာသူ့အတွက်ခက်ခဲနေတဲ့အချိန်မှာလေရင်းစင်တယောက်ပြန်ဖြစ်နိုင်ခဲ့တာကြောင့်ဘရာဇီးဘောလုံးအဖွဲ့အချုပ်ကိုလည်းကျေးဇူးတင်ခဲ့ပါတယ်။ဒီလိုရင်းချေခံရတာဟာသူ့ဘဝတွေကစိတ်လုံရှားမှုအများဆုံးအခြေအနေတွေကတခုလည်းဖြစ်ပေါ်ခဲ့ပါတယ်။အန်တိုနီကလေရင်းစင်အသင်းထဲကတကယ်ချင်းတစ်ဖြိုးစီကိုဖုန်းဆက်ခဲ့ပြီး2021အောက်တိုဘာလကပထမဆုံးရင်းချေခံရတော့ကတက်တောင်ပိုပြီးစိတ်လုံရှားခဲ့ပါသေးတယ်။ဒါ့အပြင်သူတွေ့ကြုံခံစားရတာတွေကိုလည်းပြန်စဉ်းစားလိုက်ရင်ဝမ်းနည်းဖို့ကောင်းနေတယ်လို့လည်းအန်တိုနီကပြောပါတယ်။ အရုန်ဒီကအောက်ခြေဒီတွင်းဆုံးကြခဲ့ပြီးတော့မှဘုရားသခင်ရဲ့မိသားစုရဲ့အားပေးကူညီမှုကြောင့်ပုံစံကောင်းကိုပြန်လည်ရှာဖွေနိုင်ခဲ့ပြီးသူ့ရင်ချင်းတွေကိုပြသနိုင်ခဲ့တာကအရင်ရင်ကြီးကြောင်းပြောလာခဲ့တာပါအရုန်ဒီကမန်ချက်စတာမှာသူ့ကိုအားလုံးကပုံဖြက်ရေးသားနေကြပြီးတဲ့နောက်သူ့ကိုသူအကောင်းဆုံးချင်းစွာပြန်လည်ရရှိအောင်ဘလို့စ조사ခဲ့ရတယ်ဆိုတာကိုပြန်ပြောပြခဲ့ပါတယ်ကျွန်တော်မှာမျော်လင့်ချက်ကင်းမဲ့သွားရအောင်ထိခက်ခဲခဲ့တယ်ဆိုပေမဲ့အချိန်ထဲမှာပဲကျွန်တော်တွေ့ကြုံခံစားရတဲ့အရာအားလုံးကိုမှတ်မိနေပါတယ်ကျွန်တော်လည်းတွင်းနေတာတွေကိုရက်ပြီးဘောလုံးကစားဖို့မမေ့ဖို့နဲ့ကိုယ့်ကိုယ်ကိုသတိပေးခဲ့ပါတယ်လို့သူ့ရဲ့နီးလန်းတွေကိုမျှဝေခဲ့ပါတယ် အန်တိုနီယာသူကကမ္ဘာ့ဗလာတော်ဝင်ကစားခဲ့ရတဲ့နိုင်ငံလေးရေးစဉ်တယောက်ဆိုတာသူ့ကိုယ်သူပြန်တည်ပေးခဲ့ပါရင်အရာလုံးကအကြောင်းရှိလို့ကြိုးဖြစ်ပြီးဒီလိုဖြစ်လာမှာသူပို့ပြီးတော့တမ်းမာလာမှာမို့ဒါတွေကိုကြုံခဲ့ရတာဖြစ်ကြောင်းလည်းပြန်ပြောပြသွားခဲ့ပါရင်အန်တိုနီယာဘရာဇီးလေးရေးစဉ်အသင်းနဲ့ဆက်ချအဝယ်ကစားပေးထားပြီး United နဲ့2029ခုနှစ်အထိစာချုပ်တက်တန်းကျန်နေပါသေးတယ်ဒါပေမဲ့လည်းဥရောပတစ်ခွေမှာအန်တိုနီကိုအလိုရှိနေကြတဲ့အသင်းတွေများပြားပြီးနေရာဒီမှာအသင်းကနေထွက်ခွာဖို့ပဲမျှော်လင့်ထားကြပါရင် ဘေ့စ်ဘောသတင်းနယ်ရိုင်းဖော်ပြချက်အရအန်တိုနီကိုဘန်တစ်ကပေါင်35တန်းနဲ့ဝယ်ယူခွင့်ပါဝင်တဲ့တရားသည့်အငှားနဲ့ထပ်ပြီးခေါ်ယူခြင်းနေကြောင်းသိရပါတယ်။ဒါပေမဲ့ United ကတော့ကစားမအသစ်တွေပြန်ခေါ်ရမှာမို့အငှားမချပဲနဲ့အပြီးတပည့်ရောင်းချခြင်းနေပါတယ်။အန်တိုနီကဘန်တစ်နဲ့ပတ်သက်ပြီးသူ့သဘောထားကိုဒီကိုစားအောင်ကစားကကျွန်တော်ဘာမျိုးကိုမျှော်လင့်လို့ရမှာမသိခဲ့ပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့ပြောင်းဆုံးနေတဲ့တစ်စိတ်တစ်ပိုင်းကိုပြန်ပြီးချိန်ဆမိခဲ့တာကြောင့်အိမ်ပြန်လာခဲ့ရတယ်လို့ခန်းစားခဲ့ရပါတယ်။ဘန်တစ်မှာကျွန်တော်ပြန်ပြုံးနိုင်ခဲ့ပြီးဘောလုံးကိုနှလုံးသားထဲကနေမြန်နိုးတဲ့အရင်ကောင်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘယ်နဲ့ကြောင့်ဘောလုံးကလည်းအချစ်စစ်ပြင်ဖြစ်လာခဲ့ပါတယ်လို့ပြောကြပွားခဲ့ပါတယ်။အန်တိုနီကိုဘက်ဒီအပြင်အရီတန်ရဲ့ဒီပါကိုစင်နဲ့ဂျိုနက်တို့ကလည်းစိတ်ဝင်စားနေကြတာကြောင့်နွေရာသီမှာဘယ်အသင်းကိုရောက်ရှိမလဲဆိုတာကစိတ်ဝင်စားစရာကောင်းပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။